ပွန်စင်တူဝနာကိုခွဲစိတ်စရာမလိုအောင်ဆယ်မိနစ်အတွဲကိုတာပေးလိုက်တဲ့ထုခန့်ကျော်ဒီရကြာကအရင်ကပြီးတော့ဇက်ကားရီမှာဖိုက်တဲမင်းသားအဖြစ်ပြောဆောင်ခဲ့ဖို့သူပါဖိုက်တဲမင်းသားကြီးဖြစ်ပေမဲ့လည်းဒီရကြာကဗီဒီယိုခေတ်ပြတ်ချိန်နဲ့ ကိုဗစ်ကာလမှာတော့ကိုရလည်းရောက်ခဲ့ရသလိုစိုက်ကဲကယ်ရီတမဘွားနဲ့လည်းဝေရှာခဲ့ရပါတယ်။ဒီရဲကြာကအလို့ရှာပါတဲ့အချိန်မှာဇနီးဖြစ်သူရဲ့စာတီးဖြစ်တဲ့တထုံမျိုးနယ်ကအောင်ကန်တာရွာမှာသူပရာစာလုပ်ရင်းနဲ့တရားစာရွက်လေးတရွက်ကိုဖတ်မိသွားခဲ့ပါတယ်။စာကြောင်းလေးကြောင်းငါးကြောင်းလောက်ပဲပါဝင်ပေမဲ့လည်းအတိအလင်းလက်သွားပြီးတဒနာဘောင်ကိုဝင်ခဲ့ပါရယ်။အဲဒီကနေစတင်ပြီးဒီရဲကြာကဦးစေဦးသူဝနာဖြစ်သွားပါရယ်။ဒီရဲကြာတရားတဒနာဘောင်ကိုဝင်သွားတဲ့အချိန်မှာဇနီး ယ်နဲ့မိသားစုတွေကလည်းခွင့်ပြုပေးခဲ့ပါတယ်။အဲဒီရွာကအေးချမ်းတရားရာကြောင့်ဦးဇေတဝနာကတရားဘာဝနာတွေကိုအားထုတ်နေပါတယ်။ဦးတမနာကဒီလအတော်တွေမှာ တဲချေအရွယ်ကျဲတဲ့ကြောက်တဲတာကိုခံစားခဲ့ရပါတယ်။ခွဲစိတ်ကိုသားမယ်ဆိုရင်တိတ်ဆိတ်ချေကုန်ကြမှာဖြစ်တယ်လို့ခွဲစိတ်ကိုသားပြီးလည်းအနာယူရမှာဖြစ်ပါတယ်။ဥတုမနာကတဲချေအရွယ်မှာကြောက်တဲနေရာကြောင့်ဝမ်ပိုက်လည်းမကြာခဏအောက်တာကိုခံစားရပါတယ်။အရွာဆောင်ရိုက်တဲ့အချိန်မှာကြောက်တဲနေရာကိုတင်လိုက်ရပြီးရွေးချယ်စရာမရှိဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲထုခန့်ကျော်ကိုသတိရလိုက်ပြီးထုခန့်ကျော်ထံမှာပဲတွားရောက်ကိုသားခဲ့ပါရင် ။မူတမနာကဒုက္ခကျော်ကိုကြွလာမယ်လို့သူမပြောချပါပေမဲ့ဒုက္ခကျော်ကဥစားပြီးတော့ကုသပေးလိုက်ပါတယ်။ဒုက္ခကျော်ရဲ့ကုသချိန်က10မိနစ်ခန့်သာကြာမြင့်ပေမဲ့ ဥတုမနကတော့ခံစားနေရတဲ့ဝေဒနာတွေအားလုံးကြောက်ရတတ်သားသွားပါရဲ့အထွာဆောင်မရကြရသေးပေမဲ့လည်းဥတုမနကအရပ်ပေါ်ပါသွားပြီးဝမ်ပိုက်ထဲမှာဝေဒနာတွေလည်းမခံစားတော့ပါဘူးသူခွဲ့ကြောကွတာရနဲ့ပတ်သက်ပြီးဝေဖန်မှုတွေရှိနေပေမဲ့လည်းဥတုမနကတော့လက်တွေ့မြင်လိုက်ရပါတယ်ဈေးဥမာခွဲစေရင်ငွေလည်းအရန်ကုန်မှာဖြစ်သလိုသာတော်ကြလဲအနာယူအောင်ပါပါဒါပေမဲ့ထုခန့်ကျော်တော့ခွေးစိတ်စရာမလိုပဲကုသပြလိုက်တာကြောင့်ထုခန့်ကျော်ရဲ့ပညာအစံကိုယုံကြည်သွားကြပါတယ် အဲ့အကြောင်လေထုခဲ့ကျော်တန်ကိုတရက်ကိုဒုထောက်ကြီးလာရောက်ကိုတာတာဖြစ်ကြောင်းကိုတရဲကြကလက်ခံတော်ဝရိထုခဲ့ကျော်ကတော့သူရဲ့ပထမဆက်ရှိသူတွေကတတားပြောက်ခဲ့မယ်ဆိုပြီးတော့ပြောထားပါတယ်ထုခဲ့ကျော်နဲ့တရဲကြကအမှုပညာညီကိုတွေဖြစ်နေကြသလိုအခုချိန်မှာလည်းတရဲကြကတတနာဘောင်ကိုဝေရောက်သွားပြီးထုခဲ့ကျော်ပညာဆန်နဲ့အချိုးပြုနေတဲ့သူပါဘသူတွေကဘလို့ပဲဝေဖန်ကြပါမယ်မမြင်ရတဲ့အဆန်းတွေကတကယ်ရှိတာကြောင့်တရဲကြအစ်ဖြစ်လေ ဥတုမနကတော့တကယ်ပဲတသက်ပြောက်ကင်းသွားပါတယ်။ဒီရဲကြကဇိုးတထောင်ဆက်ကားကျဲမှာအရင်အောင်မြင်ခဲ့ပြီး ။လက်ရှိမှာလည်းဇိုးတထောင်နှစ်ကိုရိုက်ကူးနေပါပြီ။ဒီအကြကဦးစင်ဝင်းနေရာသုံးဝရနေပြီဖြစ်ပြီးဇိုးတထောင်နှစ်စကားပြေမှာပြုံးဆောင်ဖို့အတွက်တူထွန်ဆန်ကကန့်လန့်ခဲ့ပါရယ်။ဒါပေမဲ့ဦးစင်သူမနာကတော့တတနာပေါင်းမှာပဲတရားအထုတ်သွားမှာဖြစ်တဲ့အတွက်ဇိုးတထောင်မှာပြုံးဆောင်ဖို့မတိချသေးပါဘူး။ပိတ်တကြီးရောထုခန့်ချောထံမှာတွားရပြတော့ဘူးပါသလား။ထုခန့်ချောကတကယ်ပဲအစမ်းထက်တယ်လားဆိုတာအတွေ့အကြုံတွေကို comment လေးထပ်မဖြေခဲ့ကြပါဦးရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြော်လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လေကျွန်မရဲ့ channel လေးကနေပြောပိတ်တွေအတွက်စိတ်ဝင်စားဖွယ်ရစေတဲ့ဒီနေ့အကြောင်းအတွက်လည်းကြိုပြန်လာကြုံပါဖြစ်လို့အတိတ်တော်ဗရီတင်နိုင်မလို့တာသိရှိနိုင်ဖို့အတွက်ဘီနာချက်ပေးခလုံးလေးကိုလည်းနေထားပြီးကြောက်ဖို့မမေ့နေအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်